နော်ခရောက်ရုပ်တရားကြီးတဲ့ချိန်မှာကျွန်တော်လည်းကြီးနေချိန်မှာဒွန်နယ်ထရန့်ရပြီဆိုတော့ဂျင်ဂျာရင်ချင်းတက်ရင်တက်လာမှာနော်အဲ့ဒါထားပါတော့အဲ့တော့ငင်းချင်းစု peace pride ပေးတဲ့ကိစ္စကဖီဘာပေးတဲ့ကိစ္စတော့သူဖီဘာပေးတာဒါပေမဲ့ပြဿနာဥစောစောဥစောစောကပါလာရဘလို့ပါလာလဲဆိုတော့ဒီ FIFA ခံထားတဲ့ဒီစုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌကျွန်တော်တို့မြန်မာဘောလုံးဖွဲ့ချုပ်ကဥက္ကဋ္ဌဥစောစောဖြစ်နေတယ်အဲ့တော့ဥစောစောဖြစ်နေတော့အဲ့မှာဟိုးဘက်ကပြည်ပြင်းညီပင်းအုပ်စုကအဲ့ဒါကိုတွယ်ပါလေရောတွယ်ပါလေရော နော်တွေ့ပါလေပြည်ပညွေရအော်တွေ့တယ်သူရဲဆိုတာ The Guardian သတင်းစာပေါ့ The Guardian သတင်းကဖော်ပြတယ်ဒီ FIFA ဥက္ကဋ္ဌ Infinito ကဒီစုကိုစတင်မှုပြီးခဲ့တဲ့လအကျညာတယ်အဲ့တော့စုရွေးချယ်ကော်မတီဥက္ကဋ္ဌကိုဥစ္စာကိုခန့်ရလိုက်ပါတယ်နော်ခန့်ရတဲ့အတွက်ဥစ္စာကဒီစုကိုရွေးချယ်ဥက္ကဋ္ဌဖြစ်သွားတယ်အဲ့တော့ဥက္ကဋ္ဌဖြစ်သွားတော့ဥစ္စာရွေးချယ်ပြီးပြလိုက်တဲ့ Infinito ကပေးတဲ့ဟို FIFA ပေးတဲ့ငွေကြေးစုကို Donald Trump ရတယ်ပေါ့ဗျာအဲ့ Donald Trump ဖြစ်နေတဲ့ခါကျတော့ တန်တဲ့လူတွေပြောရတော့လည်းနက်ခတ်တာပေါ့သို့တော့ဒေါ်နယ်ထရမ့်မလို့အခြားတယောက်သာဆိုရင်ခင်ဗျာဥစ္စာတွေလည်းရတဲ့မျိုးစုပ်ပစ်တော့တော့ပါသို့တော့ဒေါ်နယ်ထရမ့်ဖြစ်တဲ့ခါကျတော့နည်းနည်းတော့ပြောရကောင်းနည်းနည်းတော့ပြောတော့ပြောတယ်ဒါပေမဲ့နည်းနည်းတော့ဟုတ်ကဲ့ဥစ္စာပဲပြောတယ်ဒေါ်နယ်ထရမ့်ကပြောဘူးပေါ့ဥစ္စာဘာပြောလဲဆိုတော့ဥစ္စာဆိုဘာကိစ္စဒီပုံကပေးရတယ်လဲဆိုတော့ဖြစ်လာတယ်ဆိုတော့သူတို့ကတော့ဂုံယူရကောင်းမှမသိဘူးကျွန်တော်ကတော့ဂုံယူတယ်ဘာလို့မြန်မာတယောက်ကကပအလဲမှာဒီကပအင်အားအကြီးဆုံးဩဇာအကြီးဆုံးခေါင်းဆောင်ကိုစုပေးဖို့ရွေးချယ်ရေးအဖွဲ့ဩခရာလောက်ရတာမြန်မာဖြစ်နေတာအဲ့ဒါဂုံယူဖို့ကောင်းတာ ခင်ဗျားကဥစ္စာတိုက်ကြိုက်မကြိုက်ချစ်ချစ်မချစ်ချစ်ခင်ဗျားတို့ကိစ္စကျွန်တော်လက်ကြိုက်တာမကြိုက်တဲ့ကျွန်တော်ကိစ္စနော်ဒါပေမဲ့ကျွန်တော်ဘာကိုလက်ခံလဲဆိုတော့ဥစ္စာဆိုဆိုတော့ခေါင်းနဲ့မိလိုက်တယ်ဥစ္စာဘာတူလဲမြန်မာနိုင်ငံသားမြန်မာနိုင်ငံသားကဒီစုပေးရွေးချယ်ရေးရဲ့ရွေးချယ်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်နေတာဝန်ထမ်းဆောင်ရတာကိုယ်ယူစရာကောင်းတော့ဗျာအဲ့နေရာမှာဥစ္စာမကလို့ခင်ဗျားဘသူပဲတက်လို့လို့ဦးဝင်းမြန်မာဖြစ်ဖြစ်ဒေါ်စန်းသူကြီးပဲဖြစ်ဖြစ်ခင်ဗျားတို့တိုက်တဲ့သူပဲဖြစ်ဖြစ်မတိုက်တဲ့သူပဲဖြစ်ဖြစ်ဘသူလို့လို့ ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်ကအဲ့ဒီမှာဥက္ကရာဖြစ်နေတယ်ဆိုကြတဲ့ကျွန်တော်တို့ဂုံယူစရာကောင်းတာဗျအ ਨੇ ဆုံးတော့ဂုံယူတတ်ကြစမ်းပါဒါလေးပါဥစ္စာကတော့မုံရင်တိုက်တလောက်ဆဲကျွန်တော်လည်းကျွန်တော်လည်းမပြောဘူးကျွန်တော်လည်းဆဲရင်ဆဲမှာပြောရင်ပြောမှာပြောရင်ပြောဒါပေမဲ့ဒီကိစ္စကတော့ဆဲရမယ့်ကိစ္စမဟုတ်ဘူးပြောရမယ့်ကိစ္စလည်းမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဘာလို့လဲဟာဒါမြန်မာနိုင်ငံသားတယောက်ကဒီဘာကြီးမှာဆွေးချော်ရင်မှာကိုကဥက္ကရာလောက်ရတာအဲ့ဒါကိုဝေဖန်တယ်တကားရည်ရဲ့ဝေဖန်တာထားလိုက်တော့နော်ပြည်တွင်းကပြည်ပြည်အုပ်စုကပိုဝေဖန်တော့ကျွန်တော်ဘာပြောမှမသိဘူးပေါ့နော်ပြည်ပြည်မီဒီယာတွေကပိုဝေဖန်တော့ခေတ်တေတို့မီဇီမာတို့အီယာဝတီတို့မြန်မာနောင်တို့ဘာတို့ညာတို့ပေါ့ဗျအကုန်ဝေဖန်တယ် ။နော်။ဒီသမန်ငါးရနေမှာသူကကဘလာမဲနိုင်ဖို့အတွက်မှာဆုရှင်ကိုစည်ရင်တင်သွင်းပြီးတော့ကျင်ညာပဲပေါ့နော်ဒီစုကိုကျင်ညာပေါ့ဆုရွေးချယ်သူရွေးချယ်ပြီးပါပြီပေါ့နော်အဲ့တော့ဥဒ္ဒရာတာကိုရွေးချယ်ရမယ်ရွေးချယ်ပြီးတော့နောက်ဘာဆက်ဖြစ်မလဲဆိုတော့ဒါဟို infantino ကဆုချင်းမပါဘူးလေဒီလိုအဲ့တော့ဥဒ္ဒရာကြတော့တိုက်ခိုက်ကြတော့ဘလို့တိုက်ခိုက်လဲဥဒ္ဒရာဆိုတာစစ်အစိုးရနဲ့နီးစပ်တဲ့လူစစ်အုပ်စုနီးစပ်တဲ့ဥဒ္ဒန်းရွှေလူဘုသူလူဘာသူဘဝလူဘာလူညာလူအစစ်အစစ်တပ်နဲ့ဘလောက်ဘလို့ကတာမျိုးစုံကိုအဲ့လိုပြောပြီးတော့ဒီလိုပုံကိုရဲ့ဒီလိုပုံကိုမျိုးကြီး လာပြီးတော့လို့တာဒါလောလက်မခံဘူးเนาะအဲ့ဒါမစသဖြင့်ပေါ့ဒါမဖြစ်သင့်ဘူးဆိုတာမျိုးတွေဝေမှန်ကြတယ်အဲ့တော့ဒီ FIFA ပေးမဲ့ငြိမ်းချမ်းစုတဲ့ပတ်သက်ရင်လည်း Infantino ကသူ့ရဲ့ပုံကိုရေးအရဟို Donald Trump ရဲ့ဟိုရအောင်လို့ credit ရအောင်လို့တမင်ပုံကိုရေးအရထွင်ပေးတယ်စုပါဆိုတာမျိုးတွေအစလျှောက်ပြီး Infantino ကိုလည်းဝေမှန်တယ်သူတို့မနောက်ကဥဥဇော်နဲ့ Infantino ရဲ့ဂျားဆက်ဆံရေးကိုလည်းသူတို့တိကျသိဖို့မရဘူးပြပို့လိုက်ပြောရင်ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌ FIFA ဥက္ကဋ္ဌ Infantino ဥက္ကဋ္ဌဖြစ်ရေးအတွက်ဖြစ်ရေးအတွက်ပေါ့နော်ဥက္ကဋ္ဌဖြစ်ရေးအတွက် 調査ပေးကြတဲ့အာရှသားတွေထဲမှာဥစ္စောလည်းထိဆုံးတဲ့အောင်ပါနေခဲ့တယ်။ဒါကြောင့်မို့လို့ Infantino ကဥစ္စောပေါ်မှာသူ့ရဲ့ဟွာရှိတယ်။လေးစားမှုရှိတယ်။ဟိုကျေးဇူးတရားရှိတယ်ပေါ့။ဥစ္စောရဲ့ကျေးဇူးတရားရှိတယ်ဆိုမျိုးပေါ့။အဲဒါဆိုအာရှသားတွေတော်တော်များကအာရှသားတွေရဲ့မဲနဲ့ Infantino ကဟိုဥက္ကရာတက်ဖြစ်တာ။ကမ္ဘာပေါ်မှာဖြစ်တာ။အာရှသားတွေတော်တော်များရဲ့မဲနဲ့ဖြစ်တာ။အဲ့ဒါအဲ့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 တွေဆွမ်းဆောင်ရေးတဲ့မှာဥစ္စောကထိဆုံးအောင်ပါနေတယ်။ဒါကြောင့်ဥစ္စောကို Infantino ကဟောပြတယ်။ဥစ္စောက Infantino အတွက် lobby လုပ်ပေးခဲ့တယ်ပေါ့ဗျာ။ဒီလိုပြောရရင်တော့အဲ့လိုပိုပိုရှင်းပါတယ်။ ဲ့တော့ Infantino ကငါ့ကို lobby လုပ်ပေးထားပြီးတော့ငါငါဥရပြောင်းလုပ်ပေးထားတဲ့ why ပြီးတော့ vote လုပ်ထားတဲ့ team post လုပ်ပေးထားတဲ့သူပို့လို့ငါတို့လည်းပြန်ပြီးတော့ဥစိုးဘာ company ညာ company မှာဥက္ကဋ္ဌတို့ပြမဟောပြီးတော့အာရှ follow မှာဖွဲ့ချုပ်မှာလည်းဥစိုးရဲ့ position ကိုအကြီးကြီးပေးထားတယ်ဆိုတော့ဥစိုးနဲ့ Infantino ကြာဆက်ဆံရေးကညီကိုလိုဆက်ဆံရေးလိုဖြစ်နေတာအဲ့ Infantino နဲ့ Donald Trump ကြာမှာလည်းအခုဆက်ဆံရေးကောင်းပါပြီအဲ့တော့ဥစိုးရဲ့ Infantino နဲ့ Donald Trump ရဲ့ဆိုတော့ကြာမှာဒါပေမဲ့ interlink လို့အပြန်အလှန်ဆက်ဆံရေးတွေ ပေါ်ပေါက်လာပြီလို့ပြောလို့ရတယ်ပြောရရင်တော့ဒေါ်နယ်ထရန့်ရဲ့ဥဆောင်ချက်မှာဆက်ဆံရေးပေါ်ပေါက်တော့မှာဒါဆိုရင်ဥဆောင်မြန်မာနိုင်ငံသားဒေါ်နယ်ထရန့်အမေရိကန်နိုင်ငံသားမြန်မာတယောက်နဲ့အမေရိကန်နိုင်ငံသားခေါင်းဆောင်တယောက်နဲ့ဆက်ဆံရေးတိဆောက်ခွင့်ရသွားတာကမြန်မာနိုင်ငံအတွက်ကံကောင်းမှုတွေလည်းရလာနိုင်ချေရှိတယ်ဘာဖြစ်လို့ကျွန်တော်တို့အစိုးရဘက်ကတွေးကြမလဲဆိုတော့မသိဘူးသူတို့ဘယ်လိုဆိုးတွေးကြလဲဆိုကျွန်တော်တို့အကောင်းဘက်ကမြင်တယ်ဒီပွဲမှာဥဆောင်သာဟိုရွေးဆိုးရွေးချယ်ဥက္ကဋ္ဌအနေနဲ့သူကဒေါ်နယ်ထရန့်ကိုစုရေးချေလိုက်ပါတယ်ဆိုရင်ဒေါ်နယ်ထရန့်လည်းဥဆောင်ကိုအတိမပြုမယ် အဲ့တော့ဥသေရောင်နဲ့ Donald Trump နဲ့ဘာဖြစ်သွားမလဲအ ਨੇ ဆုံးတော့ထိတွေ့ဆက်ဆံမှုရသွားမယ် contact ရသွားမယ် contact ရသွားပြီဆိုရင်စောစောကြီးမင်းမြန်မာပြည်အခြေအနေမင်းပြောပါမင်းဘယ်လိုမြင်လဲမင်းဥသေရောကတော့ तू လည်း तू မြင်နဲ့မြင် तू ဖြစ်စေချင်တာလေးကို तू ပြောလိမ့်မယ်အဲ့တော့မြန်မာပြည်ဥသေရောကကူညီမလားမြန်မာပြည်ကိုဘယ်လိုလုပ်မလဲဆိုတာဥသေရောနဲ့ဆိုင်သွားပြီအဲ့တော့ဥသေရောကတကယ်ကမ္ဘာနံပါတ်1ခေါင်းဆောင်နဲ့ဂျာမန်အပြန်လန် contact ရသွားမယ်မြန်မာနိုင်ငံသားဘောလုံးဖွဲ့ချုပ်ဥက္ကရာမြန်မာဘောလုံးဖွဲ့ချုပ်ဥက္ကရာဖြစ်တယ်အဲ့တော့ဒီလိုပုံကိုတယောက်ရှိသွားတာကကောင်းသလားဆိုးသလားမင်းကောင်းတယ် ဒါပေမဲ့အဲ့ဒါဥစ္စာကအဲ့ဒီသူ့ရဲ့ရရှိတဲ့ content အခွင့်အရေးပေါ့။ content ပေါ့။သူရရှိတဲ့ content ပေါ့။ content person နဲ့သူထိတွေ့မှုအပေါ်ကနေဒီဘောကနေဥစ္စာကအတိုင်းပြည်အတွက်ဘယ်လိုများအကျိုးပြုပေးမလဲဆိုတာအဲ့ဒါကိုကျွန်တော်စောင့်ကြည့်မှာ။လောလောဆယ်ကဘာလဲဆိုဘောလုံးကနေသွားတဲ့နိုင်ငံရေးအထိဆွတ်ခေါ်သွားလိုက်ရတယ်။ဒီမှာနဲ့ American ကျားလာ။ဘောလုံးကနေသွားတဲ့နိုင်ငံရေးအထိ American ဒီမှာကျမှာချိတ်ဆက်သွားလို့ရသွားပြီ။နိုင်ငံပွန့်သွားတယ်လို့ကျွန်တော်ခေါ်တယ်။ပြီးတော့ဒီမြန်မာပြည်ရှိနေတဲ့ဟိုစူဇန်ပေါ့နော်စူဇန်လားစူစီလားစူဇန်ဖြစ်မယ်နော်စူဇန်ဆိုတဲ့မျိုးသမီး အဲသူလည်းမာပြီမာကြည့်တိတ်တိတ်ကျတဲ့သတိကြီးနေတယ်သူလိုက်တွေ့ပြီတွေ့ပြီသူပြီးတော့တချို့ဒီတန်တမန်အတိုင်းဝိုင်းရဲ့ပုံကိုယ်တွေပြီးတော့မြမအစိုးရရဲ့နားရဲပေါ့နှောင်တွေပုံကိုယ်တွေနဲ့သူတွေ့ဆုံစကားပြောပြီးတော့တိခောက်စဉ်းစားနေပြီသူတို့အားလုံးစဉ်းစားနေတာဒီမိုကရေစီရွေးကောက်ပွဲကိုစန့်ကျင်မှုကန့်ကွက်မှုနောက်ချက်မှုမကြိုက်ဖို့မလိုက်ဖို့မဟုတ်ဘူးသိမ့်ဝင်သားဦးဒီမိုကရေစီရွေးကောက်ပွဲလောက်အောင်လက်ခံတယ်သူတို့သိပြီးတော့အဲ့လိုကြီးကောင်းတော့မထင်ဘူးအဲ့ဒါယူစန့်ကျင်တဲ့ကောင်တွေသူတို့မလုပ်ဘူးဒါပေမဲ့ကြားဖြန့်နဲ့ကြားဖြန့်နဲ့ အဲကြားဖြတ်တဲ့ဒီဒီဒီတရုတ်ကြီးပေါ့နော်အဲ့ဒါကိုတော့သူနည်းနည်းအအောင်ဆိုင်မဲ့သဘောရှိတယ်ကြားဖြတ်တဲ့တရုတ်ကြီးမွေးမွေးစီဝါဘိန်းပေါ့ဗျာမွေးစီဝါကိစ္စကတော့အားထည့်လိမ့်မယ်သဘောရှိတယ်ဒါကြောင့်မလို့စောင့်တော့ကြည့်ရမယ်ဘာဆက်ဖြစ်မယ်ဆိုတာမသိရတယ်စောင့်ကြည့်မယ်နော်ပြောချင်တာကျွန်တော်အမြင်ကတော့ဥစ္စာဟာဒီကနေတဆင့် American အစိုးရနဲ့ချိတ်ဆက်ရမယ်ပြီးရင်အဲ့ဒီအနေမှာမြန်မာနိုင်ငံအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေဥစ္စာလုတ်ပေးနိုင်ခေါင်းပါရဲဆိုတဲ့အတွင်းနဲ့ကျွန်တော်တွေးနေပါတယ်ဥစ္စာအဲ့လိုလုတ်ပေးခဲ့ရင်တော့ကျေးဇူးတရားပါပါအဲ့မလုတ်ပေးခဲ့ရင်တော့လေဒါဟာတိုင်းပြည်ကိုမချစ်ဘူးလို့ကျွန်တော်တဲ့ပဲပြောပါအဲ့တော့သူတိုင်းပြည်ကိုချစ်သလား မချစ်ဘူးလားဆိုတာအဲ့ဒီပွဲကနေတစ်ဆင့်နောက်တစ်ဆင့်ကိုပဲကျွန်တော်လှမ်းပြီးတော့ကြည့်ပါမယ်သို့တော့ဆဲမယ်ထဲမှာတော့ကျွန်တော်မပါဘူးဘာလို့ဆိုတော့ဒါမြန်မာနိုင်ငံသားတောင်နေတဲ့ဒီလူကိစ္စမှာဥက္ကဋ္ဌဖြစ်နေနေရတာပုံစံကောင်းတယ်လို့ပဲပြောချင်တာအဲ့ဆဲတဲ့ဥစုကဆဲတဲ့ကောင်းနေတာဘာလို့ဆိုတော့မြန်မာနိုင်ငံကြီးအဆင်ပြေသွားမှာအမေရိကန်နဲ့အင်လိုင်းဖြစ်သွားမှာချိတ်ဆက်မိရမိသွားမှာစိုးရိမ်ပြီးတော့တခါသူတို့ခွက်ပြောင်မှာကြောက်လို့ဆဲကြတာပုံပြပြောအဲ့လိုဆဲကြတာဆဲတဲ့လူတွေကတော့ဘာလို့ဆိုတော့မြန်မာနိုင်ငံတီချင်းချင်းသွားမှာတိုးတက်သွားမှာအမေရိကန်နဲ့ဆက်ဆံရေးကောင်းသွားမှာမလိုလားလို့ဆဲကြတာဥစုဆိုဆိုတာနဲ့ကြားရမယ်ဆဲတော့အဲ့လိုဖြစ်ကုန်တာအဲ့တော့ ကျွန်တော်ကတော့အစိုးအကောင့်မမြင်လဲအစိုးမမြင်အကောင့်မမြင်ထားတယ်အဲ့တော့ဥစုတော်ကိုယ်တိုင်လည်းကျွန်တော်မြင်ထားတဲ့အကောင့်ဖြစ်ဖို့ပဲကြိုးစားပြီးဖို့ပဲကျွန်တော်တိုက်တွန်းချင်တယ်ဒါပါပဲကျွန်တော်တို့အဲ့တော့သူတိုက်ပြီးဘယ်လောက်ချစ်တယ်လဲတိုက်ပြီးတကယ်ချစ်တယ်လားအဲ့ဒါပဲကျွန်တော်စောင့်ကြည့်ပါမယ်နော်ဒါလေးကကြုံကြိုက်လို့ဥစုတော်ကိစ္စထည့်ပြောရင်လည်းဒါအာဒေါ်နယ်ထရန့်ကိစ္စလည်းပါလာတော့ဘူးနော်အဲ့တော့ဒေါ်နယ်ထရန့်နဲ့အဲဒီအမေရိကန်အစိုးရဒေါ်နယ်ထရန့်နဲ့ဟိုလူမှုကြီးကြပ်ရေးကိုတရားစွဲမဲ့မြန်မာနိုင်ငံသားတယောက်ကလည်းပေါ်ပေါ်လာပြန်အောင်မြန်မာပြည်ဖွားတယောက်ပေါ်ပေါ်လာပြန်အောင်အဲ့ဒီကိစ္စလည်းဒါစိတ်ဝင်စားဖို့ကောင်းမြန်ရောအဲ့ဒါပါလဲဆိုတော့ ဒီရဲရင်မြင့်မို့ရဲရင်မြင့်မို့ဆိုတော့လူလူလာပိုင်းတယောက်ပေါ့နော်။ तू ကအမေရိကန်အမေရိကန်ဆိုးရနဲ့ Trump အမေရိကန်ဆိုးရနဲ့လူမှုကြီးကြေးဌာန US CIS ကိုတရားစွဲဖို့ပြင်ဆင်နေပြီတဲ့နော်။ပြင်ဆင်နေပြီဆိုပြောတယ်။တော့ပြင်ဆင်နေတဲ့အဖွဲ့ကဘာလဲဆိုတော့မြန်မာစင်တာရဲ့ဥက္ကဋ္ဌပေါ့နော်။မြန်မာစင်တာရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်။ပြီးတော့ तू ကဘာလဲဆိုတော့ US USIRD လို့ခေါ်တဲ့မြန်မာနိုင်ငံသားတွေအတွက်လောက်ကကြီးရကိစ္စတွေမှာ like ကူညီပေးနေတဲ့အဖွဲ့ရဲ့ အဖွဲ့အဖွဲ့အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့နဲ့အဲ့ဒီအဖွဲ့ဥဆောင်သူတွေဖြစ်တယ်မြန်မာစံတိုင်းဥက္ကဋ္ဌဖြစ်တယ်ကိုရဲရင်မြင့်မို့ဆိုတဲ့ပုဂ္ဂိုလ်ကအမေရိကန်အစိုးရနဲ့အမေရိကန်လူမှုကြီးချက်ယူတရားစွဲမယ်တဲ့ကြီးညာပလိုက်တယ်ဒါကအဆိုင်တကယ်အဆိုင်ကျွန်တော်အားသင်တာပေါ့နော်ဘာကြောင့်အမေရိကန်အစိုးရသူတရားစွဲမလဲဆိုတော့မျိုးပေါ့ဒီလိုမျိုးစွဲဖို့ဆိုတာတောင်းတောင်းနဲ့သူရိုင်းစဉ်းစားတဲ့အလုပ်မဟုတ်ဘူးအမေရိကန်တရားစွဲဖို့ဆိုတာအဲ့ဒါကိုတရားစွဲဖို့ဆိုတဲ့ကလေးကလေးကနည်းနည်းတော့တတ်တယ်လို့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပုဂ္ဂိုလ်ကဘာလဲဘာလဲပေါ့နော်ဖက်ဒရယ်ကောက်မှာတရားစွဲဖို့ကြိုးစားတဲ့ ဒီရဲရဲမြို့မို့ဆိုတာဘယ်သူလဲပါလဲဘာကြောင့်ဆိုရလဲပေါ့ဆိုတော့သူကဒီ trans ဆိုရရဲ့ဒီလက်ရှိလှုပ်ဆောင်နေရဲ့လူမှုကြီးကြပ်ရေးကိစ္စတွေကိစ္စရာအဲ့အမေရိကန်နိုင်ငံရဲ့ဥပဒေနဲ့ဖွဲ့စည်းပုံအခြေဥပဒေနဲ့မညီညွတ်ဘူးတဲ့အဲ့ဒါကြောင့်မို့တရားစွဲမှာအမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေဥပဒေနဲ့မညီဘူးတဲ့ပြီးတော့နိုင်ငံတစ်ချက်ကဖွဲ့စည်းပုံအခြေဥပဒေနဲ့မညီဘူးပါဗျာနှစ်ချက်ကနိုင်ငံတကာလူ့ခွင့်စံနှုန်းလေးတွေချိုးဖောက်နေတယ်တဲ့သုံးချက်ကစစ်ဘေးအာဏာရှင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့အမေရိကန်ရောက်မြန်မာတွေရဲ့ဘဝကိုလုံခြုံမှုကိုထိခိုက်စေတယ်တဲ့ဒီအချက်ကြောင့်တရားစွဲတာတဲ့တရားစွဲတာတဲ့သူကပြောတယ် ဲ့တော့ तू ကလည်းဘာလို့လဲဆိုတော့အဲ IV League IV League Corner University ဘော IV League လားဘယ်လိုခေါ်လဲ I IV Y ဆိုတော့ IV လားဘယ်လိုခေါ်လဲကျွန်တော်မခေါ်တော့ဘူး IV League Corner University မှာတော့ Public Administration နဲ့မဟာဘွဲ့တက်နေတဲ့ကောင်လေးတဲ့နော်ပြီးတော့ဒီနောက်ထပ်ဘာလို့ဥပဒေတက်ကတူတစ်ခုရှိတယ်အဲ့မှာလဲဥပဒေနဲ့ဥပဒေနဲ့ ပါရဂူဘွဲတက်ရောက်နေလို့ဖြစ်တယ်အမေရိကန်စီးရဲတက်ကတော်တွေနဲ့အခြားပညာရေးဆိုင်ရာဘွဲတွေအများကြီးရထားတယ်တဲ့ဒီလူကပညာရေးနောက်ခံလဲကောင်းတယ်ပေါ့ကောင်းတယ်အဲ့တော့ကောင်းတဲ့ခါကျတော့သူကအေးဒီသူ့ရဲ့အသည့်အမြင်နဲ့သူ့ရဲ့လေ့လာထားမှုတွေနဲ့ဒီအမေရိကန်အစိုးရရဲ့လှုပ်ဆောင်ချက်တွေလူမှုကြီးကြပ်ရေးနဲ့ဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်တွေမြန်မာတွေပေါ်မှာထုတ်ပြတဲ့ဆုံးဖြတ်ချက်တွေပေါ်မှာလုံးဝမကျေနပ်တဲ့အတွက်သူတရားစွဲမှာပေါ့ဗျာအဲ့တော့မျိုးပြောတာဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်အမေရိကန်အစိုးရကမြန်မာတွေပေါ်မှာလှုပ်တဲ့လှုပ်ရက်ကိုသူကတရားစွဲတယ် တရားစွဲကိုစူးစမ်းရတယ်ပေါ့နော်ဖြစ်မဖြစ်တော့မသိဘူးတရားစွဲမယ်ဆိုတဲ့တတ္တိကတော့နည်းနည်းနဲ့တတ္တိမဟုတ်ဘူးအဲ့တတ္တိကပါဆိုအမေရိကန်ကနေပြီးအမေရိကန်တော့တရားစွဲရတယ်ဆိုတာနည်းနည်းနဲ့စကီတော့မဟုတ်ဘူးဗျဒါဒါဒါပို့နေတာလှုပ်ရဲတဲ့တတ္တိကမသိဘူးမြန်မာတရားမြန်မာတရားအနေနဲ့ပေါ့တိုးတော့ဒီကောင်လေးအကျမြန်မာမဟုတ်တော့ဘူးထင်ပါတယ်မြန်မာပြည်ဖွားလို့ပဲဖြစ်တော့မယ်ကဲအဲ့တော့သူကတရားစွဲမယ်โอเคနောက်အမဘာထက်ရှိလဲဆိုတော့မြန်မာမြန်မာကအဲ့လိုတရားစွဲတော့မြန်မာကိုနှိမ့်နှိမ့်ကုတ်လို့ပါညာဆိုတော့โอเคမြန်မာတရားကဘာသာလုပ်သေးဆိုမေးကွာပြီးခဲ့တဲ့ရက်ပိုင်းမှာမြန်မာတွေဘာလုပ်ခဲ့လဲဆိုတာနဲ့မသိဘူးမြန်မာဒေါ်နယ်ထရန့်ကြီးညာထားတာရှိရလေ မြန်မာပါဝင်16နိုင်ငံကိုလုံးဝဒီ green card တွေအစားအကုန်လုံးကပြဒီခိုးလုံခွင့်တွေရောဘာညာနိုင်ငံကိုအကုန်အကုန်ပြန်စစ်ဆေးပြီးအကုန်တချို့ကတွေ cancel လို့တချို့ကတွေပိတ်တချို့ကတွေရက်တချို့ကတွေလုံးဝဖြတ်တောက်ပြမှာအဲ့လိုလုပ်ပြနေတော့သူ့နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒကိုအမေရိကန်ပြန်ပြင်တာပြင်ပြီးတော့စဉ်းစားတာအဲ့တော့ဒီနေရာမှာကျွန်တော်ဟိုကိုယ့်ရဲ့ senior တဘာကြတဲ့ပုံကိုတရားပါပြောလို့ရှိရင်ခင်ဗျားစဉ်းစားပြရတဲ့နှစ်ချက်ပဲရှိတယ်တဲ့မြန်မာနဲ့အာဖဂန်နစ္စတန်ကို target ထားတယ်ဥပမာဆိုကြပါဆိုတဲ့ခင်ဗျား ဒေါ်နယ်ထရန့်ရဲ့သူ့ရဲ့အိမ်ပြီးတော့ရှေ့တဲ့ထဲမှာနေစဉ်လာပြီးဆန္ဒပြနေတာဘယ်ကောင်လေးလဲကြည့်လိုက်မြန်မာလေးဘသူ့ကိုပြတာလဲစစ်အစိုးရကိုပြတယ်လို့ပြောတယ်စစ်အစိုးရကိုပြတယ်ပြောပြီးသူ့ရဲ့အိမ်ပြီးတော့ရှေ့မှာအဝင်ဝမျက်နှာစာရှင်ထဲမှာအပါအတိုင်းလာပြီးတော့ဆိုင်ဖို့ထောင်ပြီးတော့ဆန္ဒပြနေတော့ကြာလာတော့နည်းနည်းကြည့်မရတော့ဘူးကိုကိုရဲ့အရှိတတဲ့မှာဗျာကိုပြရလဲမဟုတ်ဘူးဆိုပေမဲ့ကိုတောင်းဆိုနေတာဟိုကောင်လေးကူကြီးကတောင်းဆိုနေတယ်ကြီးကြည့်လိုက်တော့ကြားတော့အမြင်ကက်လာတာအမြင်ကက်လာမှာပဲခင်ဗျာကိုအရှိတတဲ့လာပြီးတော့တော်တော်အောင်တော့တဲ့ကောင်လေးဆိုပြီးတော့ပြန်သားမှာပဲတဲ့ ဲ့တော့ဒါတော့ငါတို့ကွာကိုလုံးခွင့်နေပေးထားတယ်ဒုက္ခမရအောင်ကုညီပေးထားပါတယ်ကြားတဲ့တပတ်ပြီးတပတ်လာလာပြီးဆန္ဒတွေပြနေတော့မသိငါတို့ဆန္ဒပြခံရရသလိုပဲငါ့ကိုရှက်ခွဲနေသလိုပဲဆိုပြီးတော့တင်းပါပဲတဲ့အတင်းတော့ဘာဖြစ်လဲဘာလို့လဲဆိုတော့အဲ့ကောင်ဘယ်ကောင်လဲဆိုကြည့်တော့မြန်မာလေးနောက်တစ်ပတ်ကြည့်တော့ဘယ်ကောင်မြန်မာလေးဟာဒီကောင်တွေမဟုတ်တော့ဘူးမဟုတ်တော့ဒီကောင်တွေမဟုတ်တော့ဘူးဆက်ဖြစ်လာပြီတဲ့အဲ့လိုပါပိုးဆိုးသွားတာမြန်မာတစ်ချေလုံးဆန္ဒပြသလိုအာဖဂန်နစ္စတန်ကျတော့အင်ဂျီရိုရှင်းမှာလာပြီးပြတ်သားတဲ့ဖြစ်စဉ်ပြီးခဲ့ရပါဖြစ်သွားတယ်လေပြတော့ဟာယောက်ဒီအာဖဂန်ကောင်တွေကလူတတ်တယ်မြန်မာကောင်တွေကဆန္ဒပြတယ်ယောက်ဒီကောင်နှကောင်အဆင်မပြေဘူးအဲ့ကောင်နှကောင်ကင်သွားဆိုပြီးတော့ တော်နေထားစဉ်းစားမှာပဲအဲ့တော့စဉ်းစားပြီးတော့နောက်ဆုံးဘာလုပ်မလဲအဲ့ကောင်နေရှိအဲ့ကောင်နှစ်ကောင်ပါဝင်ရှိတဲ့နိုင်ငံတချို့နိုင်ငံ16နိုင်ငံလောက်ကင်ကွာနေပြီးပြင်ညာမှာပဲတဲ့သူ့နေရာမှာအတိုင်းသူ့တိုင်းပြည်သူချစ်တဲ့ခေါင်းဆောင်ဆိုလုံမှာပဲတဲ့တော်တော်များကလာပြီလေခမရအရှိရှိပြီကဲကျွန်မတို့နားထောင်နေသူတွေပဲထားခမရတို့ခမရတို့တော့ဆန္ဒပြတော့မဟုတ်ဘူးဗျာခမရတို့အားကိုးပြီးတော့ခမရတို့ရဲ့ဟိုခမရတို့အားကိုးပြီးတော့တခြားတယောက်ကိုဒီလိုအေးအေးပေးပါဒီလိုလှုပ်ပေးပါဒီလိုကင်ပေးပါဒီလိုစောပေးပါဆိုပြီးတော့နေ့စဉ်ခမရအရှိမှာစိုက်ပူကြီးထောင်ထောင်ပြီးလာပြီးအကူကြီးတောင်းနေရင်ခမရဆိုရင်အဲ့ဒီလူကိုကြည့်ကြည့်ပြီးစိတ်ဆင်းရဲလားစိတ်ချမ်းသာလား စိတ်တော်ညစ်သွားမလားပထမတစ်ချိန်တော့အော်အေး तू တော်ခက်ခဲရှိနေတာပဲတွေ့ရတယ်ဒုတိယတစ်ချိန်အေးဟုတ်ပြီအော်ဒီဇွဲကောင်းတာပဲ၃ချိန်၄ချိန်အော်ဇွဲကောင်းတာပဲ၅ချိန်၆ချိန်၇ချိန်ဟိုတော့ဒီတော့မဟုတ်တော့ဘူးကွာငါလည်းခွန်တော်ဆော့မြက်ကလာပြီဖြစ်လာအေးအေးအေးပေါက်တယ်ကွာအမြင်ကတဲ့ပုံမှန်တဲ့ကိုမြန်မာရောက်သွားပြီးတော့အခုမြန်မာအကုန်လုံးသွားတာအခုတိအကုန်တိအခုဘာဖြစ်နေလဲဆိုတော့အကုန်လုံးဘယ်ပြေးရမှမသိဘူးမဲဆောက်ပဲပြန်လာမလို့ချင်းမိုင်းပဲသွားနေရတော့လို့တောင်စုတန်းတို့သွားရတော့မလို့လို့သိလားလမ်းများအောင်တောင်စုတန်းတောင်စုတန်းတို့တွေဖြစ်ကုန်တော့မလားမသိဖြစ်နေတာအကုန်ရှုပ်ချက်ခတ်ကုန်ပြီအမေရိကန်ကရောက်နေတယ်မြန်မာတွေအကုန်ရှုပ်ချက်ခတ်ကုန်ပြီ ုံစုတက်ခတ်ကုန်ရောက်တဲ့မြန်မာတွေကလူကျွန်တော်ထင်တယ်လူနှသိန်းကျော်ရမယ်ထင်တယ်အမေရိကန်မှာအဲ့လောက်အဲ့လောက်များမယ်ထင်တယ်အကုန်တို့ကရောက်ကုန်ပြီဟိုကဒေါ်နယ်ထရန့်စဉ်းစားပြီလေခေါင်းကိုက်လာရောတော်တော်နောက်တဲ့ခေါင်းရောကိုကိုက်လိုက်ပါဆိုသွားတာပဲအဲ့တော့အခုဒီတနေ့ဒီဒီနောက်လာမယ့်6လအတွင်းမှာခင်ဗျအဲ့ကောင်ကြီးပြေးကြအောင်ပဲဘယ်လိုပြေးကြမလဲသိဘူးနော်အဲ့တော့စောင့်ကြည့်ရမယ်အဲ့တော့ဒေါ်နယ်ထရန့်ကိုင်နေတဲ့မြန်မာတွေထိခဲ့တယ်ထိခဲ့တဲ့အတွက်ခုနကဒီရဲရင်မြင့်မို့ဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဘသူကမြောက်ပေးလိမ့်လဲမသိဘူး तू ကဥဆောင်သူလီဒါတယောက်နေချမယ်အမေရိကန်ဆိုတော့တရားစွဲမယ်ဆိုတော့စွဲပေါ့ဆေးအတွက်၄ဂုံနေမယ် ဲ့လိုတရားဆိုတော့မှအဲ့ဒီကောင်မှကြိုင်သွားအကုန်တော့ရအောင်မှဒေါ်နယ်ထရန့်ဆိုတဲ့လူကခင်ဗျဘာမှမပြောရတာမဟုတ်ဘူးအကုန်လှုပ်တာသူထိခိုက်မယ်တင်အကုန်တွေ့တာခင်ဗျအဲ့တော့ရဲရင်မြို့မမကလို့မြို့မရဲရင်ပဲဖြစ်ဖြစ်မြို့မရဲရင်အဖေပဲဖြစ်ဖြစ်ဒီကောင်ကကြည့်ရတော့မဟုတ်တော့ဘူးငါခွန့်လှုပ်တာတစ်ချိန်တစ်ချိန်မဟုတ်တော့ဘူးကြိုင်လှုပ်လိုက်မှာပေါ့အဲ့တော့ဟိုကိုကိုကိုမြန်ဟန်နီဘာဂျာမတ်ထင်လားမသိဘူးတွေ့ရလို့လည်းကြိုင်လို့ရတယ်ထင်လားမသိဘူးစိတ်ထဲမှာအဲ့လိုထင်လားမသိဘူးမဖြစ်နိုင်ဘူးတော့အဲ့တော့ဘလို့ဖြစ်ဖြစ်တချို့အားလေးတွေက သူတို့လောက်တာကဆေးအတွက်နဲ့လေးမယ်နော်ပေါ့စင်ချင်းတို့ចောင်းစင်းတို့ဆေးအတွက်လေးနောက်တစ်ခါရှင်နေငါမှာထောင်းလုံးကြတယ်ဖြစ်ကုန်လို့ပဲကျွန်တော်မြင်အောင်သိတယ်အရင်ရင်မြင်မှုလောက်ကမှပို့ပြီးတော့မြန်မာဆိုရင်တယောက်မှအဝေးခွင့်မပေးနဲ့ကွာလေးစက်ကနေပြန်လှုပ်သွားသူဖြစ်ကုန်မယ်အဲ့လောက်ထိဖြစ်သွားရင်တော့အင်းမင်းတို့လောက်တာမင်းတို့လောက်ကပါပဲငါတို့ပါခွက်ပြောက်တယ်ကွာဆိုတာမျိုးအကုန်ဖြစ်ကုန်တော့မယ်လို့ကျွန်တော်မြင်တယ်ဒါလေးကိုကြုံကြလို့ကျွန်တော်ဒီနေ့ထည့်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပေးလိုက်တာချောင်းပါဘူးဒီကျွန်တော်တို့ဒီနေ့မှာဒီသူတို့ဒီ PDF အဖွဲ့တစ်ဖွဲ့ကသူတို့ရဲ့ထုတ်ပြန်ချက်တောင်ထုတ်လာတယ်သူတို့ FPV drone နဲ့ တောင်ငူလေးစိတ်ကိုသူတို့ဝင်ပြီးတော့ဝင်ဆောင်နေဝင်ပြီးတော့ဗျာဖြတ်ပြန်ပြီးတော့ဟိုဖြတ်ပြန်ပြီးတော့လေချောင်းကိုရှုပ်ပြပါလေဆိုတာမျိုးတစ်ခုထုတ်ပြန်လာတွေ့ရတယ်ကျွန်တော်ဒါကြည့်ပြီးတော့ဘာစဉ်းစားမိလဲဆိုတော့ဟုတ်တာမဟုတ်တာခဏတာဒီဗီဒီယိုဖိုင်စစ်တာတုတာခဏတာကျွန်တော်အဲ့ဒီစိတ်ဝင်စားဘူးစစ်ကြည့်လို့စိတ်ဝင်စားဘူးစစ်စစ်တုတုအရင်မကြည့်ဘူးတော့တော့တတိထားမှာပါလေဆိုတော့ဒီ online ကမရရနေတဲ့အတိုင်းမျိုးဖြတ်စည်းဖို့စဉ်းစားတဲ့အခါမှာတတ်မတော်လေတက်ခဲ့စခန်းတွေလေတက်ခဲ့လေရင်တွေကိုဖြတ်စည်းဖို့ကတော့ဒီကောင်ကြီးတနည်းနဲ့မို့တတိကြံပါပဲအဲ့လိုကြံတဲ့အတွက်တတိထားမယ်ဆိုတော့ကျွန်တော်မြင်တယ်အဲ့တော့သူတို့ထုတ်ပြန်နေတယ်ဆိုတော့ကိစ္စတွေကိုကြည့်ပြီးတော့အစိုးရက အမြင်နဲ့သူတို့တကွက်နှစ်ကွက်ကြော်ပြီးတော့ဂျိုတင်ပြင်ဆင်ထားဖို့တော့လိုမဲလို့ကျွန်တော်မြင်နေပြ။ဒါဆိုတက်မတော်လေးရဲ့လေးတက်တွေကလေးတက်ကလေးရင်နေလေးရင်နဲ့တူတော်နဲ့ကိုတော်ယုံနေလက်နက်ခဲရနေဒါတွေက3ကြီးထားမယ်လို့ကျွန်တော်ထင်တယ်ဒီကောင်တွေဒါတော့တက်ကထားလာတော့မယ်လို့မြင်စားတယ်လို့မြင်မိချောင်းပြောရနေဒီလောက်ပါပဲအားလုံးပဲကိုယ်စားသိရှိပါတိုက်ပြီးပေါ်စေနာမန်ထားပါသစ္စာရှိပါကို့နိုင်ငံသားအချင်းချင်းအပြန်အလှန်တတ်ဖြတ်နေကြတာကိုလက်ခုပ်လောကတီးပြီးပျော်နေတဲ့လူမိုက်လူရဲကလူသက်အချမ်းဖက်အားပေးသမားခမရဖြစ်နေသလားဆိုတော့ပြန်လည်းမင်းတို့တို့ပြောရနေကိုနိုင်